င်ပြန်သွားတဲ့ခါကျ तू ကစူစူတာတော့မဟုတ်ပါဘူး तू ပြောပြရပါတော့အမှုပညာဆိုတာဒီလိုတာမန်ယူသုံးမှုမျိုးနဲ့မရဘူးကိုဆိုရှင်မြင်ခဲ့ဘူးလေပေါ့ကိုရဲ့ senior တရားပေါ့နော်ကိုကိုဦးဆိုရှင်သူ့မေဆုံးတာတော့မတော်ဘူးကျမအနေနဲ့အဲ့ဒီသမီးနဲ့မတူမတန်ဘူးလို့အန်နီယာပြောရအောင်လို့ကျမကဘယ်နေရာတွေမှာများအားနေနေလို့လဲညီမမွေးစားတော်နဲ့အမနဲ့ပဲနေရညီမတော်ကနှလုံးရောဂါလုံးဝကြီးကြီးမားရှိရတူအဲ့တော့ तू อ่ะအိမ်မှာနှလုံးဖောက်နေတဲ့အချိန်မှာညီမကိုဖုန်းဆက်ခဲ့ရကွာဆိုတော့ညီမပြောချင်တာ အဲ့နေရာပြည်ပြီးမရှင်းပြနိုင်ဘူးပေါ့နော်ကျမယောက်ျားအစ်မဟုတ်ဘူးဆိုလို့လားအဲ့နေရာသဘောမတူပေးနိုင်ကအဲ့နေရာရရတယ်အောင်မညီမနောက်နှားရတယ်ကွာညီမဖေးသခင်ရချင်းတော့ဆိုညီမဘေးနားမှာလုံးဝမရှိခဲ့ဘူးကွာပြီးမှရောက်သွားဆိုတော့အဲ့လိုမျိုးထမ်းမဖြစ်ချင်ဘူးညီမစိတ်ထဲမှာလေညီမအဲ့အကြောင်းရှင်းပြခြင်းနဲ့ကွာပြရပါကြောက်တာကွာကြောက် ညီမအနုပညာအလုပ်တွေကတော့ငငယ်လေးကရမ်းဝါသနာပါတယ်ပေါ့နော်။ဒါပေမဲ့ပြောသလိုပဲလှုပ်ဖို့အခွင့်အရေးကမရခဲ့ဘူးပေါ့နော်။ညီမအိမ်ကညီမကိုစာလှုပ်ဖို့ဖိအားပေးခဲ့တာမျိုးတွေဆိုတော့တတလုံးခွေရမြရခဲ့အခုမှအကြောင်းနေလဲပြီးအလုပ်တွေလဲဝင်တဲ့အချိန်ကျမှရှစ်ချပ်ပါအချိန်လေးထုတ်ပြီးတော့မှပေါ့နော်အဲမစ်စယူနီဘက်ပွဲရင်းဆုံးပြိုင်လိုက်တယ်ပြီးတော့မှဒါလေးပြိုင်မှုအခွင့်ရရလာတော့ပြိုင်တယ်ပေါ့နော်အဲ့တော့ရွေးခန့်ရတော့လဲတအားဝမ်းတာတယ်တကယ်အဲအကြောက်ရဆုံးဆိုတာထက်လေ ဟိုပေါ့ပြန်ရှင်းပြချင်တာလေဟဲ့မအဲ့လိုမဟုတ်ဘူးဆိုပြီးတော့ရှင်းချင်တာလေမရှင်းပြရလို့ပေါ့နော်စိတ်တန်းနည်းနည်းမကောင်းတာဥညိုပေါ့ဟိုကိုညိုအဲညီမအေးဟိုညီမအတော်အရန်အသေးတန်ဖြစ်တဲ့အချိန်မှာအိမ်ပြန်သွားတဲ့ခါကျ तू ကစူစူတာတော့မဟုတ်ပါဘူး तू ပြောပြရပေါ့နော်အမှုပညာဆိုတာဒီလိုတာမန်ယူသုံးမှုမျိုးနဲ့မရဘူးအဲ့ဒီဟိုပေါ့နော်ကိုဆိုရှင်မြင်ခဲ့ဘူးတယ်ဗောကိုရဲ့စီနီယာတယောက်ဗောနော်ကိုကိုဦးဆိုရှင်သူ့မေဆုံးတာမတော်ဘူးဆိုတော့ အဲ့ချိန်မှာညီမဘယ်လိုဖြစ်လဲဆိုတာလေညီမကအဲ့နေရကွာညီမကညီမအတော်နဲ့ညီမမွေးစားတော်နဲ့အမနဲ့ပဲနေရညီမတော်ကနှလုံးရောဂါလုံးဝကြီးကြီးမရှိရတူအဲ့တော့ तू ကအိမ်မှာနှလုံးဖောက်နေတဲ့အချိန်မှာညီမကိုဖုန်းဆက်ခေရကွာဆိုတော့ညီမပြောချင်တာအဲ့နေရပြင်မရှင်းပြနိုင်ဘူးပေါ့နော်တကယ်တော့ကွာအဲ့လိုမျိုးသေးွားဆိုရင်ညီမလည်းသွားချင်မှာသွားမှာပေါ့သေးွားကြီးလေညီမဟိုညီမအဖေအသက်ခံရတော့မှဆိုရင်ညီမမသွားခဲ့ရဘူးပေါ့နော်ညီမကနောင်တရရှိရဲကွာ ဟိုနောက်ဆုံးအချိန်မှာမရှိပေးလိုက်နိုင်ဘူးအဲ့လိုမျိုးပေါ့ဆိုတော့ဒါကလည်းညီမတော်ကအသိမလို့ရှင်းမလို့ဖြစ်နေတာကွာညီမသွားလိုက်လို့ရှိရင်အထွားဆေးရုံတော့ရောက်သွားမှာပဲဟုတ်တယ်နော်အကယ်လို့တန်ညီမကမသွားဘူးအဲ့ဒီနေရာမှာပဲအဲ့ပွဲမှာပဲဒါငါခွင့်ရေးဆိုကပ်ပြီးနေလို့ရှိရင်ညီမတော်တခုခုဖြစ်သွားလို့ရှိရင်ညီမရဲ့နောင်တရရဘလို့အချင်းနေအောင်ရှိမလဲပေါ့နော်ပြစ်ချင်တော့တောင်းမှညီမနောင်တရရကွာညီမဖေးတခံရချင်းတော့ဆိုညီမဘေးနားမှာလုံးဝမရှိခဲ့ကွာပြီးမှရောက်သွားဆိုတော့အဲ့လိုမျိုးထမ်းမဖြစ်ချင်ဘူးညီမစိတ်ထဲမှာလေ ညီမအဲ့အကြောင်းရှင်းပြခြင်းနဲ့ကွာညီမလည်းတေဝါပြီပြီလို့ဖုန်းဆက်လာရင်တော့ညီမမသွားဘူးဒီမှာပဲနေမှာပေါ့နော်ဒါပေမဲ့ညီမတော့ရေးဝါချင်းနေဖြစ်နေရကွာညီမသွားပြီးစေယုံလေးပို့ပေးလိုက်ရင်တော့အချိန်နေကောင်းရမယ့်ကိစ္စမျိုးတော့ညီမမသွားပဲမနေနိုင်လို့ပါဆိုတော့ရှင်းပြခြင်းပဲပဲညီမအဲ့လိုဟိုညီမအဲ့လိုဘယ်လိုရှင်းရှင်းပြရမှာကြောက်တာကွာကြဘလို့လည်းမသိဘူးရမ်းမပြောချင်ဟုတ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 ်အဲ့ဒါပါပဲချင်းပြောတာပေါ့အော်လုံးချင်လိုက်လုံးရတော့မယ်ဆိုပြီးတော့ ထင်ရယ်ဆိုင်ရတော့ပဲဆိုပြီးတော့อืมအလုံးချစ်ပေးကြလို့အမ်အများရဲ့မိသားစုဆိုတော့အဲ့ညီမကိုမွေးစားထားရပါတော့အမနဲ့ထောင်ရောအကောင်လုံးဘေးနားမှာရှိပြီးတော့အများရဲ့ဆက်ဆိုင်ရကူညီပေးကြရဲ့တငယ်ချင်းတွေရောမိသားစုတွေရောအပေးကြရဲ့ချစ်ခင်ပေးကြရဲ့တယောက်ချင်းစီပေါ့ကျေးဇူးများကြီးတင်ပါတယ်တို့မွာရီကတော့ကိုစားမှာရှိတာ